အားလုံးပဲမင်္ဂလာပါရှင်။ Online Japan Ni Language Center UGNC မှာစာသက်ခံဝါသည်ဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်လေးကတော့ကျောင်းသားကျောင်းသူများကို N5 level ရဲ့အခန်း20ဘုံဘုံမှတ်စုသင်ပေးမယ့်ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။အဲ့ဒါဆိုစာသက်တို့အတူတူလေ့လာကြည့်အောင်နော်။ဟောဒီအခန်း20ကစာသက်အရင်ကတင်ပေးထားတယ်နော်။ပိုလိုက်ဖောင်ပြောင်းနီပလင်းဖောင်ပြောင်းနီပေါ့နော်။ဟောတေနေခေပြောင်းနီနဲ့ဖူစုခေပြောင်းနီဆိုပြီးတော့စာသက်ကတင်ပေးထားတယ်ပေါ့နော်။ ဟုတ်တရားကဆန်တော် N5 မှာအဒီအဓိကအရေးပါတဲ့ gram မှာအခြေခံပေါ့နော်အခြေခံဒီအလုံးစုနေတဲ့အခန်းလို့ပြောလို့ရတယ်ပေါ့နော် N5 level grammar တွေဒီအခန်းမှာဒါလေးတွေစုနေလို့ပြောလို့ရတယ်ဒီအခန်းရဲ့ grammar တွေက level မြင့်တဲ့အခါမှာလည်းသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တရားနားလည်အောင်ကြည့်တင်နေပေါ့နော်အရင်လည်းမခက်ဘူးနော်ဆန်တဲ့ဒီမှာဇာတ်ဝတ်ကလေးနဲ့ရေးထားတဲ့အတွက်ကြောင့်မလို့ဟောကြည့်ရတာလေ့လာရတာမှတ်ရတာလွယ်မယ်လို့ထင်နေနော်အဲ့ဆိုရင်ဆန်တဲ့တို့အတူတူလေ့လာကြည့်အောင် အဲ့ဆန္ဒတို့ပထမအဆုံးအနေနဲ့တဲနေခဲပေါ့နော်တဲနေခဲပိုလိုက်ဖောင်ပြောင်းနေဟိုတင်ပေးမယ်ပေါ့နော်အော်ဒီမှာဆိုလို့ရှိရင်ဆန္ဒတို့ဂျပန်စာမဆိုရင်အဒီကအဒီကအစေအပိုင်းပေါ့နော်ဂျပန်စာမအဒီကအပိုင်း၄ခုပါတယ်ပေါ့နော်အော်ဒိုရှိလို့ခေါ်တဲ့ဘတ်ဒေးရဲ့ eat adjective လို့ခေါ်တဲ့သူ adjective ကိုနှစ်မျိုးပြန်ခွဲတယ် e နဲ့ဆိုရင် e ခဲရောရှိပေါ့နော် e adjective ဖြစ်ပြီးတော့ na နဲ့ဆိုရင် နာခေယောရှိနာအကျစ်တနောက်တစ်ခုကနောင်းနေကိုစမ်းစဲကမဲရှိနော်နောင်းနေကိုမဲရှိလို့ခေါ်တယ်အဲ့တော့လေးမျိုးပါတယ်ပေါ့အဓိကဇက်ဇက်လိုက်ပေါ့ပြောမှဆိုစာတောင်းဖွဲ့စည်းတာပေါ့နော် grammar စာတောင်းဖွဲ့စည်းတာတွေမှာအများဆုံးတွေ့ရတဲ့အဓိကဇက်ကောင်၄ခုရှိတယ်အဲ့ဒါ bath ကဲ e ရဲ့နာရဲ့နောင်းရဲ့ပေါ့နော် bath ဒိုးရှိလို့ခေါ်တဲ့ bath တွေ e ခေယောရှိ e အကျစ်တနာခေယောရှိနာအကျစ်တနောင်းပေါ့နော်မဲရှိဆိုပြီး၄ခုပါတယ်ပေါ့နော် အဲ့ဒီလေးကိုမမဆန်းတဲ့ကစားတောင်းရဲ့အဆုံးနေမှာ၃နာရှိတယ်လို့စားတောင်းရဲ့အလဲကောင်းနေမှာလည်း၃နာရှိတယ်ပေါ့နော်အဲ့တော့ညီမဆိုလို့ရှိရင် buff တွေကိုမမတဲ့ buff လို့ခေါ်တဲ့ဒိုးရှိတယ်ပေါ့သူက action တွေပြတယ်စားတီသွားတီလာတီပေါ့နော်အဲ့ဒီဟာတွေအဲ့ဒီဟာကိုမဆန်းတဲ့ကစားတီဆိုတဲ့ဟာကိုဆန်းတဲ့ကကြက်ထားပြီဆိုလို့ရှိရင်အဲ့ဒီ buff တစ်ခုကိုမမစားတီလို့ကြက်ထားရင်မစားဘူးလို့ပြောချင်တာလည်းရှိမှာပဲလေစားခဲ့တီလို့ပြောချင်တာရှိမယ်မစားခဲ့ဘူးလို့ပြောချင်တာရှိမယ်အဲ့တော့ အဲ့ဒီကြက်ထားတဲ့ buff ကလေးကိုဆန်သတို့ကစားသည်မစားဘူးစားခဲ့သည်မစားခဲ့ဘူး၄မျိုးပြောင်းထည့်ရမယ်ပေါ့နော်နောက်တစ်ခုကြတော့ဆန်သတို့ e adjective ပေါ့နော် e adjective ကဆန်သတို့ e kyoshi နော် e kyoshi ဟာ e kyoshi လို့ပြောရင်ကြောက်ကြတာတွေက kyoshi ဆိုတာတစ်ခါလေးမိနေရတာဖြစ်ဖြစ်မှာဆိုလို့ဆန်သတို့ e adjective လို့ပဲပြောလိုက်တော့မယ်နော်အဲ့တော့ e adjective ကိုဆန်သတို့က e adjective adjective ဆိုတာကသောနဲ့စုံတာပေါ့လှပါသောတို့ပူသောတို့အေးသောတို့နော်အဲ့တော့ပူရယ်ဆိုရတော့အေးတယ်ဆိုတာပဲထားပါတော့ အဲ့ဒီအေးတယ်ဆိုရဲအေးသောဆိုတဲ့ဟာဥမာမှာစာကြောင်းရဲ့အလဲကောင်းပါကွာအာအေးသောယာတိဝုဒုဖြစ်ပါတယ်အေးသောအခန်းဖြစ်ပါတယ်စသဖြင့်ပေါ့နော်အဲ့ဒီအေးသောဆိုပြီးစာကြောင်းရဲ့အလဲကောင်းမှာဒောအနေနဲ့သုံးတာမျိုးရှိတယ်လို့အေးဒီတို့မအေးဘူးတို့အေးခဲ့ဒီတို့မအေးခဲ့ဘူးဆိုပြီးစံတယ်လို့စာကြောင်းရဲ့အဆုံးမှာအဲ့လိုဒီဘူးခဲ့ဒီခဲ့ဘူး ਨੇ ပြောတာမျိုးလည်းရှိတယ်ပေါ့နော်အဲ့တော့ပြောင်းမယ်ဆိုရင်ဘယ်လိုပြောင်းရလဲပေါ့ဒါလေးကြားရမယ်နောက်တစ်ခုကကျတော့စံတယ်လို့နာအကြည့်တယ် နာကျစ်တယ်လည်းအဲ့လိုပဲဒီမှာဆိုရင်လှပတယ်ပေါ့နော်အဲဒါမှမဟုတ်ဆိုရင်လှပတော့ဆိုရင်ခီတဲ့ဤနာဆိုရင်နာတွေဤတွေနာတွေရှုံနေမှာဆိုလို့ဒီမှာဆိုရင်တော်တယ်ပေါ့ဂျောစုနာတော်တော့အဲ့တော့မှ တော်တော့ကြောင်းသားဖြစ်သည်ဆိုပြီးတော့စာကြောင်းရဲ့အလေကောင်မှာသောအနေနဲ့သုံးတာမျိုးရှိတယ်လို့စာကြောင်းအစုံမှာတော်သည် မတော်ဘူးတော်ခဲ့သည်မတော်ခဲ့ဘူးဆိုပြီးတော့အဲ့လိုမျိုးလေးခုပြောတာမျိုးလည်းရှိတယ်ပေါ့နော်အဲကြောင့်ပြောနည်းလေးကြီးရမယ်နောက်တစ်ခုကဆရာဝန်ဆိုတဲ့ဟာလေးထားပါတော့နောင်ပေါ့နော်အဲ့ဒီနောင်ဆိုတဲ့ဆရာဝန်ဆိုတဲ့ဟာလေးပေါ်မှာ ဆရာဝန်ဖြစ်သည်ဆရာဝန်မဖြစ်ဘူးဆရာဝန်ဖြစ်ခဲ့တယ်ဆရာဝန်မဟုတ်ခဲ့ဘူးဆရာဝန်မဖြစ်ခဲ့ဘူးအဲ့လိုဟာမျိုးတစ်ခုကိုမှဆန်တရိုးဖြစ်သည်မဖြစ်ဘူးဖြစ်ခဲ့တယ်မဖြစ်ခဲ့ဘူးအဲ့လိုမျိုးပြောတာရှိမယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးလေးကြည့်ရမယ်အဲ့တော့ဆန်တရိုးကြက်တဲ့အခါကျရင်ဘယ်လိုမျိုးဆိုပြီးကြည့်ရမလဲဆိုရင်ဆန်တဲ့အတိုင်းလေးလိုက်ဆိုပြီးကြက်မယ်နော်အဲ့ဒါဆိုလို့ချင်းမှတ်မိလဲလွယ်မယ်ပေါ့နော်ကြက်ရတာလေးပါးစပ်ကဒီလေးဦးလေးသိန်းလေးနဲ့ကြက်ရတာလွယ်သွားလိမ့်မယ်နော် တော့ buff လို့ခေါ်တယ် buff ကပို့လိုက်ပါမှာပေါ့နော် buff ကပို့လိုက်ပါမှာသူကပို့လိုက်ပါမိနောက်တစ်ခုက plane form ဆိုတာရှိသေးတယ်အဲ့လိုပဲ plane form မှာလည်းအဲဒီ buff ကိုဒီဘူးခက်ဒီခက်ဘူးပြောတယ် ee adjective ဆိုလဲဒီဘူးခက်ဒီဘူးခက်ဒီခက်ဘူး na adjective ဆိုလဲဒီဘူးခက်ဒီခက်ဘူး noun ဆိုလို့ရှင်လဲဒီဘူးခက်ဒီခက်ဘူးဆိုအဲ့လိုမျိုးရှိသေးတယ်ဒါဆိုတော့ဆန္ဒတို့ fusu ခဲလို့ခေါ်တယ် plane form မှာပေါ့နော်အဲ့လိုမျိုးရှိတာဖြစ်တဲ့အကြောင်းမလို့ဆိုတဲ့အခါကျရင် ဘက်ကပိုလိုက်ဖောင်မှာဘက်ကိုဒီအနေနဲ့ပြောချင်ရင်မတ်ဘက်ကိုဘူးအနေနဲ့ပြောချင်ရင်မတ်ဆန်အဲ့လိုမျိုးတွေကြက်မယ်နော်ပိုလိုက်ဖောင်မှာတော့ plain ဖောင်မှာတော့မျိုးတွေထည့်ဆိုမယ်အဲ့ဒီမှာနောက်တစ်ခုပြောချင်တာက not adjective နဲ့ noun တွေက ပြောင်းနှီးတော်တော်လေးဆင်းနေပေါ့နော်အဲ့ဒါကြောင့်မလို့ဆန်သက်ဒီလိုမျိုးတွေနှစ်ခုရှင်းပေးထားတာလွယ်အောင်လို့မှတ်ရလွယ်အောင်နော်ကဲဒါဆိုရင်ဆန်သလိုအတူတူကြက်လိုက်ကြရအောင်ဘက်ကပို့လိုက်ဖောင်မှာဘက်ကိုဒီအနေနဲ့ပြောချင်ရင် mass ဆန်သလိုကြက်ထားတဲ့အတိုင်းပဲ mass ပဲเนาะ ဘူးအနေနဲ့ပြောချင်း mask ကိုဖြုတ် mask ဆန် mask ဆန်ပေါ့နော်ခဲဒီနေပြောချင်း mask ကိုဖြုတ် master master ခဲဘူးအနေနဲ့ပြောချင်း mask ကိုဖြုတ် mask ဆန် dash တာအဲ့တော့ဆန်စတဲ့ဦးအချင်းချုပ်အနေနဲ့ဒီအနေနဲ့ပြောချင်း mask ဘူးအနေနဲ့ပြောချင်း mask ဆန်ခဲဒီနေပြောချင်း master ခဲဘူးအနေနဲ့ပြောချင်း mask ဆန် dash တာပေါ့နော်ဥပမာဆိုလို့ရှိရင်ဆန်စတဲ့ဦး name mask အဲ့ဒီ name mask ဆန်မအိတ်ဘူး name master အိတ်ခဲဒီ name mask ဆန် dash တာမအိတ်ခဲ့ဘူးနော် ဥပမာလေးပါတွေ့ကြမယ်နှုတ်မဆိုရင်ပြောင်းနှီးပြောင်းတက်ပြီးတော့ပြောင်းနှီးတော့ရပြီးတော့မပြောင်းတက်ဘူးဖြစ်နေမှာဆိုတော့နော်တို့က EHD EHD ရဲ့ပိုလိုက်ဖောင်မှာ EHD ကိုဒီနေနေပြောချင် desk ပေါင်းနောက်တစ်ခုက E နာမ desk ပေါင်းနော်ဘိုးနေနေပြောချင် EO ဖြုတ်ဆိုတဲ့ဟာလေးပါထည့်ဆိုနော် EO ဖြုတ်ခုနိုင် desk ပေါင်းခဲဒီနေနေပြောချင် EO ဖြုတ်ခတာ desk ပေါင်းခဲဘူးနေနေပြောချင် EO ဖြုတ်ခုနာခတာ desk ပေါင်းနော်ဥပမာဆိုရင်စာမှုရေးဆိုလို့ရှင် A တော့ A ဒီဆိုရင်စာမှုရေး desk နော် အိနောက်မှာ dance ပါဒီနေပြောချင်းအိနောက်မှာ dance ပါစာမူ ਈ dance a ဒီမအေးဘူးလို့ပြောချင်း ਈ ਓ ဖြောခုနိုင် dance ပါစာမူခုနိုင် dance မအေးဘူးအေးခဲ့ဒီဆိုရင် စာမူ ਈ မှာရှိရဲ့ ਈ ਓ ဖြောခတာ dance ပါเนาะစာမူခတာ dance a ခဲ့ဒီမအေးခဲ့ဘူးဆိုရင်စာမူ ਈ မှာရှိရဲ့ ਈ ਓ ဖြောခုနာခတာ dance ပါစာမူခုနာခတာ dance မအေးခဲ့ဘူးပေါ့เนาะနောက်တစ်ခုကနာအကျစ်တနာအကျစ်တကိုဒီနေနေပြောချင်းနာကအကုန်ဖြုတ်တယ်เนาะ ਈ ਆ ကြတော့ဒီအပေါ်ဆုံးတစ်ခုမဖြုတ်ဘူးအဲ့ဒါလေးမှတ်ထားပါเนาะ နာကြစ်တကိုဒီနေပဲရင်နောက်ဖြုတ်တက်စ်ပေါင်းနာကြစ်တကိုဘူးနေပဲရင်နောက်ဖြုတ်ချအာဒီမဆန်ပေါင်းနာကြစ်တကိုခဲ့ဒီနေနဲ့ပြောချင်နောက်ဖြုတ်ဒက်စ်တာပေါင်းနာကြစ်တကိုခဲ့ဘူးနေနဲ့ပြောချင်နောက်ဖြုတ်ချအာဒီမဆန်ဒက်စ်တာပေါင်းအဲ့လိုမျိုးလေးတွက်နေအောင်လို့ရအောင်လုပ်ထားမယ်အဲ့တော့ဂျောစုနာဆိုလို့ရှိရင်တော်တော်တော်ဒီလိုပဲရင်ဂျောစုနာမှာရှိရင်နောက်ဖြုတ်ဒက်စ်ပေါင်းနော်ဂျောစုဒက်စ်တော်ဒီနောက်ဖြုတ်ကြအာဒီမဆန်ပေါင်းမတော်ဘူးဆိုရင်အဲ့တော့ဂျောစုကြအာဒီမဆန်မတော်ဘူးတော်ခဲ့သည်ဆိုရင်နောက်ဖြုတ်ဒက်စ်တာဂျောစုဒက်စ်တာတော်ခဲ့သည် မတော်ခဲ့ဘူးဆိုရင်ဂျောစုနာဥပြုတ်ချအာဒီမာစန်တေးစာဆိုရင်ဂျောစုချအာဒီမာစန်တေးစာမတော်ခဲ့ဘူးနော်အခုကနောင်နောင်ကိုမမဒီအနေနဲ့ပြောချင်နောင်နောင်မှာ desk ပါအကုန်အတူတူပဲနော်နောင်နဲ့နာအကျင့်နဲ့နောင်နဲ့ပြောင်းနေချင်းတူတယ်နောက်တစ်ခုကကြာဆန်တဲ့ကိုနောင်မမဘူးနေနဲ့ပြောချင်နောင်နောင်မှာဂျာအာဒီမာဆန်ပေါင်းဒါလေးတွေကရှေ့မှာတွေက ဒါကပြန်ပြီးတော့စုလိုက်တယ်လို့မျိုးဖြစ်သွားတာပေါ့နော်ဒါတွေကရှေ့မှာတွေကရှေ့အခန်းတွေမှာ grammar သင်ခဲ့တဲ့က e-adjective ကိုဒီပူခဲ့ဒီခဲ့ပူ noun adjective ဒီပူအဲ့ဒါပြောင်းနည်းလေးချက်ခဲ့ပြီးသားနော် noun adjective ကိုအဲ noun တော့ဖြစ်တယ် noun ကိုဒီနေပြောရင် noun တော့မှာ dash ပေါင်းဘူးနေပြောရင် noun တော့မှာ ja ardi ma san ပေါင်းခဲ့ဒီနေနေပြောရင် noun တော့မှာ dash da ပေါင်းခဲ့ဘူးနေနေပြောရင် noun တော့မှာ ja ardi ma san dash da ပေါင်းဟိုမှာ isha dash ဆိုရင် isha ဆိုတဲ့ noun တော့မှာ dash ပေါင်းတော့ဆရာဝန်ဖြစ်ပြီပေါ့နော် မဟုတ်ဘူးဆိုရင်အီရှာနောက်မှာကြာအဒီမာဆန်ပါအီရှာကြာအဒီမာဆန်ဆရာဝန်မဟုတ်ပါဘူးဆရာဝန်ဖြစ်ခဲ့သည်ဆိုရင်အီရှာဒေးစာဆရာဝန်ဖြစ်ခဲ့သည်ဆရာဝန်မဟုတ်ခဲ့ပါဘူးမဖြစ်ခဲ့ပါဘူးဆိုရင်အီရှာကြာအာလီမာဆန်ဒေးစာဆိုရင်ဆရာဝန်မဟုတ်ခဲ့ပါဘူးပေါ့နော်အဲ့ဒီဒီအစိမ်းအောင်လေးတွေပြထားတဲ့ကြာဆိုတဲ့နေရာမှာဒဲဝါအသာထိုးသုံးနိုင်နေနော်သူကတော့ဒဲဝါတော့ရင်ပို့ပြီးရင်ကြီးတယ်နော်ဥပမာဆိုရင်ဂျောစုဒဲဝါအာလီမာဆန်ဆိုရင်မတော်ဘူးလို့ ဂျောစုဒေဝအာဒီမာဆန်ဒေတာဆိုရင်မတော်ခဲ့ဘူးနောက်တစ်ခုကကြပါလဲဆိုရင်အီရှာဒေဝအာဒီမာဆန်ဆိုရင်ဆရာဝန်မဟုတ်ဘူးအီရှာဒေဝအာဒီမာဆန်ဒေတာဆိုရင်ဆရာဝန်မဟုတ်ခဲ့ဘူးအဲ့လိုသုံးလို့လေရတယ်နော်ဒါကတော့ဆန်စရိုပိုလိုက်ဖောင်ပြောင်းနေနော်ပိုလိုက်ဖောင်ပြောင်းနေအဲ့လိုကြက်ထားမယ်ဒါကတော့အချင်းချုပ်ကလေးကိုဖြစ်နေပြီးသားဖြစ်တဲ့ကြောင့်ဆန်စဒီဘေးနားမှာအချင်းချုပ်တွေပါရထပ်မရေးပြီးတော့နော် ောက်တစ်ခုကဘာလဲဆိုရင်အဲ့တဲနေခဲဆိုတာကတော့တဲနေခဲပို့လိုက်ဖို့ကတော့ယဉ်ကျေးတယ်ဒါပေမဲ့သူ့နောက်မှာသူက match day တို့ match star တွေတို့အဲ့လိုမျိုးတွေစုံတဲ့အတွက်ကြောင့်နောက်က grammar pattern တွေဆက်လို့မရအောင်နော်ဒါပေမဲ့ဂျပန်လူမျိုးတွေကဒီစကားပြောနေတဲ့မှာအဲ့ mask တို့တွေမဆန်နေတဲ့နောက်မှာလည်းသူတို့က grammar တွေဆက်ပြီးသုံးတာမျိုးရှိရယ်နော်နောက်တစ်ခုကကြတော့ဆန်စတဲ့ကို grammar တွေဆက်ပြီးတော့သုံးခြင်းဒီပို့ plain form ပေါ့နော် plain form ဖုစုကေပြောင်းပေးရတယ်ပေါ့နော်အဲ့တော့ဖုစုကေပြောင်းနေကိုလေ့လာကြည့်မယ် အဲ့တော့ buff care plain form မှာ buff care plain form မှာ buff ကိုဒီအနေနဲ့ပြောရင်အဲ့တော့ဒီနဲ့တူတဲ့ form က dictionary form လို့ဆန်းစေရှေ့ကအခန်းမှာဆန်းစေလို့ dictionary form ပြောင်းပြီးသင်ခဲ့တော့ကပြောခဲ့တယ်ပေါ့နော်အဲ့တော့ဆန်းစေလို့ဒီနဲ့တူတဲ့ form အဲ့တော့ bad dictionary form ပေါ့နော်အဲ့တော့ဆန်းစေလို့ဒီအနေနဲ့ပြောရင် bad dictionary form ပြောင်းဘူးနဲ့တူတဲ့ form က nine form လို့ပြောခဲ့တယ်နော်မာဆန်လို့ခေါ်တဲ့ဘူးနဲ့တူတဲ့ form က nine form လို့ပြောခဲ့တယ်အဲ့တော့ဘူးအနေနဲ့ပြောရင် nine form ပြောင်း ခဲသည်အနေနဲ့ပြောချင်သန်းတို့မတ်စတာနဲ့တူတဲ့ခဲသည်ဆိုတဲ့ဖောင်ကတာဖောင်လို့ပြောခဲ့တယ်အဲ့တော့တာဖောင်ပြောင်းခဲဘူးအနေနဲ့ပြောချင်တော့သူကနာခတာဖောင်ပြောင်းနဲ့နာခတာဆိုတာကအယုံဆုံးနိုင်ဖောင်ပြောင်းပြီးတော့အီယိုဖြုတ်ခတာထည့်ထတာပေါ့နော်အဲ့တော့သန်းတို့ဘတ်ကဲပလိန်ဖောင်မှာခဲဘူးလို့ပြောချင်နာခတာဖောင်ပြောင်းနိုင်ဖောင်ပြောင်းပြီးအီယိုဖြုတ်ခတာပေါ့နော်ဥပမာအနေနဲ့ဆိုရင် 8D ဆိုရင် Nemas ကိုမမဆန်းစတော့ Nemas 8D 8D နဲ့အဲ့တော့ D နဲ့တူတဲ့ dictionary form ပြောင်းတော့ Nemas ကို dictionary form ပြောင်းနဲတူ 8D မေဖူးဆိုလို့ရှိရင်ဆန်စရိုးဘူးနဲ့တူတဲ့နိုင်ဖောင်ပြောင်းပေးရမှာအဲ့တော့နေမတ်ကိုနိုင်ဖောင်ပြောင်းတော့နေနိုင်ပေါ့နော်နေနိုင်မေဖူးဟောခဲတီဆိုလို့ရှိရင်တာဖောင်ပြောင်းပေးရတယ်နော်တာဖောင်ပြောင်းပေးတော့နေတာဆိုရင်အိတ်ခဲတီမအိတ်ခဲဘူးဆိုရင်နာခတာဖောင်ပြောင်းပေးရတယ်ဆိုရင်အယုံသုံးနိုင်ဖောင်ပြောင်းအီရိုဖြိုခတာဆိုရင်နေနာခတာမအိတ်ခဲဘူးနော်ရမယ်လို့ထင်တယ်နော်နောက်တော့ EAGT EAGT ရဲ့ plain form မှာသူကအားလုံးပြောင်းနေတူတူပဲနောက်က desk တွေပဲမပါတော့တာပေါ့နော် ိုလိုက်ဖောင်နဲ့ပြောင်းနေအကုန်အတူတူပဲအီနောင်မှာပိုလိုက်ဖောင်မှာတော့အီအီကိုဒီနေနေပြောချင်းအီနောင်မှာ desk bound ဘူးနေနေပြောချင်းအီကိုဖြုတ်ခုနိုင် desk bound ခဲဒီနေနေပြောချင်းအီကိုဖြုတ်ခတ်တာ desk bound ခဲဘူးနေနေပြောချင်းအီကိုဖြုတ်ခုနခတ်တာ desk bound ဆိုပြီးတော့ဒီပိုလိုက်ဖောင်မှာတော့ desk တွေပါတယ် plain ဖောင်တော့ desk မပါတော့ဘူးဒါလေးပဲကွာတယ်နော်အဲ့တော့ပြောင်းနေအတူတူပဲဆိုထပ်ပြီးအရင်ကျက်ဆက်ရမလို့တော့အော်စာမူကြီးဆိုရင် A ဒီ ါတို့ကစာမှုခုနရင်မအေးဘူးစာမှုခတ်တအေးခဲ့သည်စာမှုခုနခတ်တမအေးခဲ့ဘူးเนาะနောက်တစ်ခုကတော့နာအဂျစ်တနာအဂျစ်တကလည်းနည်းလေးပြောင်းသွားတယ်နာအဂျစ်တရဲ့ပလိန်ဖောင်မှာနာအဂျစ်တကိုဒီနေပြောချင်းနာကိုဖြုတ်ဓာသူကတော့နာတွေအကုန်ဖြုတ်တယ်เนาะဘူးနေနေပြောချင်းနာကိုဖြုတ်ဂျာနိုင်ခဲ့သည်ဆိုရင်နာကိုဖြုတ်ဓာတာခဲ့ဘူးဆိုရင်နာကိုဖြုတ်ဂျာနာခတ်တเนาะဂျောစု ဒီအနေနဲ့ပြောချင်နောက်ပြုတ်ဓာပေါင်းဆိုတော့ဂျောစုဓာတော်ဒီမတော်ဘူးဆိုရင်ဂျောစုဂျာနိုင်နောက်ပြုတ်ဂျာနိုင်ပေါင်းမတော်ဘူးတော်ခဲ့သည်ဆိုရင်နောက်ပြုတ်ဓာတာနော်ဂျောစုဓာတာတော်ခဲ့သည်မတော်ခဲ့ဘူးဆိုရင်ဂျောစုဂျာနာခတာ မတော်ခဲ့ဘူးနော်အဲ့ဒီဂျာနေရာမှာဒဲဝါတွေတုံးလို့ရရယ်နော်ဥပမာဆိုရင်ဂျောစုဒဲဝါနိုင်ဆိုရင် မတော်ဘူးဂျောစုဒဲဝါနခတာဆိုရင်ဒီမှာလဲဆိုရင်အဲဒါဆိုရင်မတော်ဘူးဒါဆိုရင်ဂျောစုဒဲဝါနခတာဆိုရင်မတော်ခဲ့ဘူးပေါ့နော် နောက်တစ်ခုအကြဆန်းတယ်လို့ပါလဲဆိုရင်နောင်ရဲ့ plain form เนาะနောင်ရဲ့ plain form မှာသူကနောင်နဲ့နအကျင့်တွေအကုန်အတူတူပဲเนาะနောင်ကကြတော့ဖြုတ်လို့မရတဲ့အတွက်ကြောင့်နောင်ကပြန်ပါတယ်နောင်ကိုဒီနေပြောချင်ဓာပေါင်းဘူးနေပြောချင်နောင်နောင်မှာဂျာနိုင်ပေါင်းခဲ့တီဆိုရင်နောင်နောင်မှာဓာတာပေါင်းခဲ့ဘူးဆိုရင်နောင်နောင်မှာဂျာနာခတာပေါင်းเนาะဥပမာဆိုရင်ဣရှာဓာနောင်နောင်မှာဓာပေါင်းဣရှာဓာဆိုရင်ဆရာဝန်ဖြစ်သည်ဣရှာဂျာနိုင်ဆရာဝန်မဟုတ်ဘူးဣရှာဓာတာဆရာဝန်ဖြစ်ခဲ့သည် အိရှာဂျာနာခတာဆိုရင်ဆရာဝန်မဟုတ်ခဲ့ဘူးကြားနေရမှာဒေဝါထည့်လို့ရတယ်အော်အိရှာဒေဝါ9ဆရာဝန်မဟုတ်ဘူးအိရှာဒေဝါနာခတာဆိုရင်ဆရာဝန်မဟုတ်ခဲ့ဘူးပေါ့နော်အော်နောက်တစ်ခုကကျတော့ဒီမှာပလိန်ဖောင်မှာဒီဘူသူရာနေနဲ့နောက်တစ်ခုချွင်းချွင်းချက်ပြောရမယ်ပေါ့ချူ ਈ တတိထားမယ့်အချက်အနေနဲ့ကပါလေဆိုရင်အာရီမတ်စ်ကို9ဖောင်ပြောင်းနေဟာမှာအဲ့ဒီဟာမှာဒီ9အာရီမတ်စ်ကို9ဖောင်ပြောင်းရင်9ဆိုပြီးတော့အဲ့ဒီ9ဖောင်ပြောင်းနေတဲ့ငယ်တော့ကစံနေပြောခဲ့တယ်ပေါ့နော် အဲ့တော့ဒီညာလေးမှကြည့်ကြည့်မယ်အဲ့တော့ Adimax ရှိတည်ဆိုတဲ့ဟာကို blame ဖောင်ပြောင်းရင်ရှိတည်ဆိုရင်ဒီအနေနဲ့ပြောချင် Adimax ကို dictionary ဖောင်ပြောင်းတော့အရုရှိတည်မရှိဘူးဆိုပြီးတော့မရှိဘူးလို့ပြောချင်9ဖောင်ပြောင်းအောင်ပါ Adimax ကို9ဖောင်ပြောင်းမယ်9နော်ရှိခဲ့သည်ဆိုရင် Adimax ကိုတဖောင်ပြောင်းမယ်ဆိုအတရှိခဲ့သည်မရှိခဲ့ဘူးဆိုလို့ရှင်ဆန်တို့9ဖောင်ပြောင်းမယ်ဤကိုဖြုတ်ခတ်တာဆိုတော့နာခတ်တာပေါ့နော်မရှိခဲ့ဘူးနော်ကဲရမယ်လို့ထင်ပါတယ်အဲ့တော့ full scale နဲ့ blame ဖောင်ပါတဲ့ ဖူစုကဲနဲ့ပလိန်ဖောင်တော့ဖြစ်တယ်ဖူစုကဲရဲ့ပလိန်ဖောင်ကတိတ်ပြီးတော့မင်းကြီးဘူးပေါ့နော်သူကဒီစကားပြောတွေဘာတွေမှာတုံးနေပေါ့နော်ဟောဒါပေမဲ့နောက်ကနေပြီးတော့သူက grammar တွေဆက်ပြီးတော့တုံးလို့ရပါတယ်တဲ့ကဲအဲ့ဒါဆိုလို့ရှင်ဒါကတော့ grammar အနှိမ့်ချုပ်ကိုဖြစ်နေပြီသားဆိုတော့ထပ်ပြီးတော့ဒီ beginner မှာရေးပြလို့မရတော့ဘူးနော်အော်ဒီခန်းမှာတော့ sensor ကို pole light form ပြောင်းနေတင်းနေခဲလို့ခေါ်တယ် pole light form ပြောင်းနေနဲ့ fuse ခဲလို့ခေါ်တယ် plain form ပြောင်းနေကိုတေချာကြည့်ရမယ်ပေါ့နော် အားလေးကိုကော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 နဲ့ဆိုရင်ဆန်းစရာအလိုပါဇက်ကနေပြောတယ်ကောကောကောနဲ့ပါဇက်ကနေသူ့အနေအောင်လို့ရအောင်လုပ်ထားမယ်နော်အဘက်ကဘူလိုက်ဖာမဘက်ကိုဒီနေပြောခြင်းမတ်ဘက်ကိုဘူးနေပြောခြင်းမဆန်ဘက်ကိုခက်တီပြောခြင်းမိုင်းစတာဘက်ကိုခဲဘူးနေပြောခြင်းမဆန်ဒေးစတာအဲအဲ့လိုမျိုးလေးရအောင်ကြည့်ရမယ်နော်ဟောရပြီဆိုလို့ရှင်ဆန်းစရာတို့ဒီစာကြောင်းလေးကြီးကြမယ်နော်စာကြောင်းလေးဖတ်ကြည့်ကြမယ် ဒါအကြောင်းကျောင်းသားတွေရဲ့စာအုပ်ထဲမှာပါတယ်ဥပမာစာကြောင်းเนาะပထမဆုံးဒီအခန်း20မှာပါဝင်တယ်ပထမဆုံးစာမျက်နှာခိုင်းဝမတိုင်ငယ်စာမျက်နှာဟာ၄เนาะကဲအဲ့ဒါဆိုရင်ဆန်တိုအတူတူဖတ်ကြည့်ကြမယ်ဣချီဘမ်းမဲ့ဣချီဘမ်းမဲ့ဟာဆန်တိုဆန်ဟာပါတီနီခိုနာခတ်တာတဲ့ပါတီနီခိုနာခတ်တာဆိုတော့ဒီဆန်တိုစုဆိုတဲ့လူဟာတဲ့ပါတီနီခိုနာခတ်တာဆိုရင်ဆန်တိုခိုနိုင်ဆိုရင် မလာဘူးလေ ခင်မလာသည်မလာဘူးလို့ပြောကျွန်တော်ရင်ဆန်းတို့ခိုနိုင်မလာဘူးမလာခဲ့ဘူးလို့ပြောကျွန်တော်ရှင်နာခတာဖောင်ပြောင်းမယ်ဆိုတော့နိုင်ဖောင်ပြောင်းမယ် EO ဖြုတ်ခတာနော် EO ဖြုတ်ခတာဆိုတော့ခိုနာခတာနော်အဲစတေလီကြံခဲ့ပြီဆန်းစေရတယ်ဟာကြောက်နေတဲ့ဒီဥစ္စာလေးမျက်စိလဲမသွားနဲ့အောင်နော်ဒါလေးကဆန်းတို့မလာဘူးဆိုလို့ရှင်ဆန်းတို့ခိုနိုင်နော် မလာဘူးဆိုလို့ရှင်ခိုနိုင် တော့မလာခဲ့ဘူးလို့ပြောကျွန်တော်ရှင်းဆက်သလိုနာခတာဖောင်ပြောင်းပေးရမှာလေနာခတာဖောင်ပြောင်းနေဆိုဆက်သလိုနာခတာဖောင်ဆိုတော့အီအိုဖြိုးခတာပေါ့နော်ဟွန်းဒါလေးကလည်းမထင်ဘူးဖြစ်နေအီအိုဖြိုးခတာဆိုတော့ခိုနာခတာဆိုပြီးဖြစ်သွားတာနော်နောက်တစ်ခုကတိုကျိုဝါဟီတိုကအိုအီတဲ့တိုကျိုဆိုတာကဘာလဲဆိုရင်တိုဂျိုကလူများတယ်ပေါ့နော်ခါတိုင်းဆိုရင်တော့ဆန်တဲ့လို့ပိုလိုက်ဖောင်မှာဆိုရင်တော့ဟီတိုကအိုအီဒက်ဆိုပြီးတော့မှာပေါ့နော် အခုကဒီထမ်းမဆန်တဲ့ plain form ဆိုတော့ထီတိုကအိုဤဆိုပြီးတော့ပြောလိုက်တာဗောနော်စကားပြောပုံစံလေး ਨੇ နောက်တစ်ခုက okinawa เนาะ umi wa kirei data okinawa ရဲ့ပင်လယ်ကဗောနော် kirei data လှပခဲ့ပါတယ်တဲ့ kirei na ဆိုရင်လှပတော့เนาะလှပခဲ့တယ်လို့ပြောခြင်း na ကိုဖြုတ် data ပေါင်းလိုက်တာ kirei data လှပခဲ့ပါတယ်ကျော်ဝဘိုခုနော်တန်ကျော်ပြီဒါအာဒီနေ့ကတော့ကျွန်တော်ရဲ့မွေးနေ့ဖြစ်ပါတယ် တန်းချောပြီးဒက်ခါတိုင်းအောင်ဆန်းစလို့ပါလဲဆိုရင်နောင်းကိုဒီနေပဲနောင်းတော့မှဒက်စပေါင်းနော်အခုကကြောက်ဆန်းစလို့ပါလဲဆိုရင်ပလိန်ဖောင်မှာနောင်းကိုဒီနေပဲနောင်းတော့မှဒါပေါင်းနော်အဲဒါကြောင့်မလို့တန်းချောပြီးဒါဆိုပြီးဖြစ်သွားတယ်နော်နောက်တစ်ခုကပါလဲဆိုလို့ရှင် ice cream ကိုထားပဲတူ ice cream ကိုထားပဲတူသူကတော့ပါလဲဆိုလို့ရှင်ထားပဲခါတိုင်းဆိုရင်ဆန်းစလို့ဒါပဲ mask ကဆိုပြီးတုံးတယ်လीဒါပဲ mask ကစားမှလား ိုင်မဆန်ဆန်တို့ပါလဲဆိုရင်အခု plain form မှာဆိုလို့ရှိရင်စာဒီဆိုတဲ့ဟာအောင်မမဆန်ဆန်တို့ဒီနဲ့တူတဲ့ form dictionary form ပြောင်းတော့ဒါပဲမှဆိုရင်ဆန်ဆန်တို့ကဒါပဲ root ဆိုပြီးဖြစ်သွားတယ်။ဒါပဲ root ကလို့မထည့်ဘူးအဲ့ဒီမှာ plain form နေမှာဆန်ဆန်တို့ပါလဲဆိုရင်နောက်ကဒီလိုမျိုး question ban လေးထည့်လိုက်တယ်ထည့်ပြီးတော့အတန်ကိုညင်ဆိုပေးရမယ်ပေါ့နော်။ ice cream ကိုဒါပဲ root ice cream ဆိုတာကဆန်ဆန်တို့ရေခဲမှုစားမလားပေါ့နော်။ ဲ့မှာဆိုရင်ပလင်းဖောင်ပေါ်မှာဆိုလို့ရှိရင်ဆက်တဲ့နောက်ကကဆိုတဲ့ဒီမေးခွန်းစကလုံးဖြုတ်တဲ့ caution mat လေးထည့်ပြီးတော့အတန်လေးကိုမြှင့်ဆိုပေးရမယ်နော်အဲ့တော့ထားပဲ mask ကလို့မသုံးတော့ဘူးထားပဲတူအဲ့တော့ mask နဲ့တူတဲ့ dictionary form ပြောင်းလိုက်တယ်နောက်ကကတွေပါတယ်မထည့်တော့ဘူး caution mat လေးထည့်ပြီးတော့အတန်မြှင့်ဆိုပေးရတယ်နော်음ဒါပဲတူအင်းနဲ့စားမယ်ပေါ့နော်စားမယ်ဆိုထားပဲ mask စားသည်အဲ့တော့ plain form မှာဆိုလို့ရှိရင် mask နဲ့တူတဲ့ dictionary form ဆိုတော့ထားပဲတူဖြစ်သွားတယ်နော် နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်လိုခုပန်းမဲ့ဆုခိုနီဟာဆာမီကအာရုဆုခိုဆိုတာကအဲ့ဒီမှာပေါ့နော်အဲ့ဒီမှာတဲ့ဟာဆာမီကအာရုဟာဆာမီအာရုဆိုပြီးတော့ဒီလိုမျိုးစကားပြောဆန်ဆန်နေကွာအတော်ကပြောလိုက်ရတယ်နော်ဒါလေးကထည့်လိုက်ရတယ်မထည့်လိုက်ရတယ်ဆိုပြီးတော့ဟာဆာမီကအာရုဆိုရင်အဲ့ဒီမှာကကြီးရှိလာပေါ့နော်อืมနိုင်ဆိုရင်ဟင်အင်းမရှိပါဘူးတဲ့နော်อืมအဲ့ဒီဒီခါလိုက်ဆိုရင်ဆန်ဆန်တို့ဒီညမှာ ee ဆိုပြီးတော့နေလीဒီမှာစကားပြောပုံစံလို့อืมဆိုပြီးတော့ပါနော်อืมနိုင် ခရိုင်အောင်ဆန်တို့အာရီမဆန်ဆိုပြီးတော့နေအာရီမဆန်ရဲ့ပလင်းဖောင်က9ဆိုတော့အင်းဟင်းအင်းပေါ့နော်မရှိပါဘူးတဲ့နောက်တစ်ခုကခီနိုခီမိုရာဆန်နေအတမနေ့ကပေါ့နော်ခီမိုရာဆန်နဲ့တွေ့ခဲ့တယ်တရားအောင်နဲ့တွေ့ရဆိုရင်တူမတာချင်းနေအာရီမတ်တို့လေတရားအောင်နဲ့တွေ့ရဆိုရင်နိအာဦးဆိုပြီးတော့နေနော်အဲ့တော့အာရီမတ်ဟိုဆန်တို့တွေ့ရဆိုဆန်တို့အာအီမတ်တာနော်အာအီမတ်တာတွေ့ခဲ့တယ်ပေါ့နော် ဲ့ဒါကိုမဆန်စတော့ကတွေးခဲ့တာလားဆိုပြီးဆန်စတော့ plain form နဲ့ပြောချင်အာဒီ master ဆိုတဲ့ဟာကိုမမဆန်စတော့ master နဲ့တွေ့တာ form ပြလိုက်တာအတဆိုပြီးတော့နည်းနည်းအတန်ကိုမြင့်ဆိုပေးမယ်နော် kino kimura san ni atta မနေ့က kimura san နဲ့တွေးခဲ့သလားတဲ့อืม kawana kata ဟင်အင်းမတွေးခဲ့ပါဘူးတဲ့အဲ့တော့ဆန်စတော့ plain form မှာခဲ့တီနဲ့တူတဲ့ form ဟာဆန်စတော့ဘာလဲဆိုရင် ခက်တီနဲ့တူတဲ့ဖောင်ကတာဖောင်ဆိုရယ်တို့ခဲဘူးနဲ့တူတဲ့ဖောင်ကနာခတာဖောင်เนาะ9ဖောင်ပြောင်းပြီးတော့ခတာပြောင်းခတာပေါင်းပေါ့เนาะအဲ့တော့ဆန်ဆန်တို့ဒီမှာဆိုလို့ရှိရင်အာအီမတ်တွေ့တယ်ဆိုတဲ့ဟာကို9ဖောင်ပြောင်းတော့ hour 9 hour 9မှာမှာ e ကိုဖြုတ်ခတာဆိုရင် hour နာခတာဆိုပြီးဖြစ်သွားတာเนาะဟင်မတွေ့ခဲ့ပါဘူးတဲ့နောက်တစ်ခုကဆိုနိုခါတယ်ဝအိုးရှိအဲ့ဒီခါတယ်ဟင်းလျာကဒီအရသာရှိလားတဲ့อืมခါရိုက်ခဲ့တော့အိုးရှိတဲ့ ဆိုတော့အင်းနဲ့ခါလိုက်ခဲဆိုဆိုရင်ဆက်ပေမဲ့လေအိုအီရှိရတာရှိပါတယ်တဲ့အိုအီရှိ desk မသုံးတော့ဒီမှာ plain font သုံးနေပေါ့နော်အိုအီရှိရတာရှိတယ်တဲ့နောက်တစ်ခုကစီမဆန်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင် I star minna de kyo to ye ikanai ikanai ဆိုပြီးတော့အဲ့လိုမျိုးလေးအတန်အောင်နှင်းဆိုမယ်နော်မနေ့ဖြစ်ရင်အားလုံးနဲ့ပေါ့နော်အားလုံးနဲ့ကျောတူကိုမသွားဘူးလားတဲ့ကျောတူကိုမသွားဘူးလားဆိုတော့ပြောချင်တာတနည်းအားဖြင့် သွားမှလာပေါ့နော်။음이네တဲ့အင်းနဲ့ကောင်းလားပဲနော်တဲ့အင်းသွားမယ်ပေါ့နော်။နောက်တစ်ခုကကြတော့ဂျူပန်မယ်။နာနီကိုထားပဲတိုင်းဆန်စရိုအတန်လေးကိုမြင်ဆိုမယ်နော်။နာနီကိုထားပဲတိုင်းဘာစားကြံလဲပေါ့နော်။ဘာစားကြံတာလဲတဲ့။အဲဘာလဲဆိုလို့ရှင်ဒီဥစားကဆန်စရိုအိမပေါ့နော်။အိမဆန်စရိုအတန်တော့ကလေးတွေကအော်တိုထည့်ပေးထားတာမို့လို့နည်းနည်းလွဲနေရရှိရနော်။ အိမဩနာခကဤပိုင်းတခရာနာနီမိုသဘတခုနိုင်နဲ့အခုပေါ့နော်ဩနာခကဤပိုင်းတခရာဤပိုင်းတက်ဤပိုင်းတက်ခရာခရိုင်းဆိုရင်တော့စန်တရိုပလိန်ဖောင်ပလိန်ဖောင်တော့ပြည်တယ်ပိုလိုက်ဖောင်မှာဆိုရင်တော့စန်တရိုဤပိုင်းတက်ခရာဆိုပြီးတော့မှာပေါ့နော်အခုကစန်တရိုကပလိန်ဖောင်ပလိန်ဖောင်ဖူစုခဲတော့မှာဆိုတော့ဒက်နေရာမှာဒီအနေနဲ့ပြောချင်ဒါအသုံးနေပေါ့နော်အဲ့တော့ဒါခရာ အော်အခုအိုနာခါကဤပိုင်းဆိုတာကပြည့်တာပေါ့နော်ဤပိုင်းတခါကအခုဘိုက်ပြည့်နေတဲ့အတွက်ကြောင့်မလို့နာနီမိုထာပတာခုနိုင်နဲ့ဘာမှမစားချင်ဘူးတဲ့ရမယ်တော့ကြောင်းကြတာလေးဒါလေးကတော့ဗာလေးဆိုရင်ငကိုရှိမှလိလာခဲ့ရတယ်နည်းနည်းလေးစကားပြောပုံလေးတွေအသုံးပြုပုံလေးနဲ့ကွဲပြားသွားတော့ဒီပေါ့နော်ထောက်တော်လိုမျိုးလေးဖြစ်ရင်ဖြစ်နေလိမ့်မယ်နော်အော်ဒါမဲ့များများလေ့ကျင့်ပေးလို့ရှင်သူကသူအဆင်ပြေသွားလိမ့်မယ်နော်နောက်တော့ဒါလေးကဤမှာနော် ိမဟိမတဲ့ဟိမဆိုရင်ဆန္ဒတော့ဟိမနာဆိုလို့ရှိရင်ဆန္ဒတော့အာလတ်တော့ဗောနော်နာအကြည့်တဲ့နာအကြည့်တဲ့ကိုဆန္ဒတော့ကဒီအနေနဲ့ပြောချင်နာကိုဖြုတ်ဓာလို့ပြောခဲ့တယ်နော်ဒါပေမဲ့ဆန္ဒတော့အဲ့ဒီပလိန်ဖောင်မှာမေကွန်းစကလုံးမှာဒီလိုဓာတွေပါရပါလို့ရှိရင်အဲ့ဒီဓာကိုပါဖြုတ်တယ်နော်အဲ့တော့နာကိုလည်းဖြုတ်ဓာကိုလည်းဖြုတ်ဗောနော်အဲ့ဒီလေဒီမှာမှတ်ထားမယ်။အိမဟိမအတန်လေးကမြင်ဆိုပေးမယ်နော်။မြင်ပြီမေကုံမေးတဲ့နေရာမှာမြင်ပြောပေးမယ်။အော်အခုအားလာပါနော်။อืมဟိမ အင်းအားတယ်နတ်နီဘာလဲပေါ့နော်ဘာဘာပြောချင်လို့လဲလို့ပြောတာထော့တိုတက်စတတ်တဲ့နည်းနည်းလေးကူညီပေးတဲ့တက်စတတ်တဲ့ခူတာဆိုင်အောင်မှမထဲတော့ဘူးစကားပြောလေးဖြစ်တဲ့အတွက်ကြောင့်မလို့တက်စတတ်တဲ့ခူတာဆိုင်အောင်မထဲတော့အဲ့လိုမျိုးအတူကောက်နေတဲ့ခူတာဆိုင်ကိုဖြုတ်ပြီးတော့တက်စတတ်တဲ့နည်းနည်းလေးကူညီပေးတဲ့အဲ့အဲ့လိုပြောတာပေါ့နော်ကူညီပေးပါဆိုပြီးတော့ပြန်လဲရတယ်ကူညီပေးဆိုပြီးတော့စကားပြောပုံစံပြန်လဲရတယ်ဘာသာပြန်တာအဆင်ပြေလို့ပြန်မယ်နော် အခုအားလိုက်အင်းအားတယ်ပါလေ။နော်နည်းနည်းလေးငါ့ကိုကူညီပေးပါဗောနော်။နောက်တစ်ခုကကြီးလျှော့မှုတဲ့ iru ဒီ dictionary ရှိလားဗောနော်။ dictionary ရှိလားဆိုလို့ရှိရင်အပေါ်လေးကိုနည်းနည်းမြင့်ပြောမယ်နော်။အဲ့မှာဆန်တို့စကားပြောဆိုလို့ရှိရင်ဘတ်တဲ iru ဘတ်တဲ imas ဗောနော်။အဲ့မှာမှာဆန်တို့ e ကိုဖြုတ်ပြီးပြောတယ်။စကားပြောတွေမှာဆန်တို့ဘတ်တဲ imas မှာရှိတဲ့ e ကိုဖြုတ်ပြီးဘတ်တဲ iru ဆိုပြီးတော့ဥပမာဆိုရင်ထာဘဲတဲ iru စားနေတယ်။အဲ့တော့မှာထာဘဲတဲ iru စားနေတယ်အတူတူပဲเนาะအီကိုဖြုတ်ပြီးပြောလို့ရတယ်ဒီမှာဆိုရင်ကြီးလျှော့အိုမုတ်တဲ့အီတူ dictionary ရှိလာပါဗောနော်အဲ့ဟွန်းမုတ်တဲ့နိုင်ဟင်းမရှိဘူးဆိုပြီးပြောတယ်เนาะအဲ့ဒါအမဆန်တို့မုတ်တဲ့အီနိုင်လို့ပြောလိုက်ရတယ်မုတ်တဲ့နိုင်လို့ပြောလိုက်ရတယ်ဒါလေးကအီလေးကိုဖြုတ်ပြီးပြောလို့ရတယ်เนาะကြည့်အဲ့ဒါဆိုလို့ရှင်တော့ဒီအထိပါပဲအော်ဒီဒီကမှတော့သွားမှတ်စရာလေးတွေရှိရဲ့ဗောနော်ပြောင်းနီးအဒီပိုလိုက်ဖောင်နဲ့ပလိန်ဖောင်ပြောင်းနီးအပြင်ဟောမှာမှာ ဆန်ဆယ်လို့ပါလဲဆိုလို့ရှင်အဲဒီမေကွန်းစကလုံးနေမှာဆိုလို့ရှင်ဒီခါလေးတွေကိုဖြုတ်ပြီးတော့ကော်ရှင်မတ်လေးတွေထည့်တယ်အတန်ကိုမြင့်ပြောတာရှိတယ်နောက်တစ်ခါပါလဲဆိုရင်နာအဂျစ်တွေဆိုလို့ရှင်မေကွန်းနေမှာပေါ့နော်နာအဂျစ်တွေဆိုရင်နာကိုလည်းဖြုတ်တယ်ဓာတ်ကိုလည်းဖြုတ်ပြောတယ်ပေါ့နော်အတန်ကိုမြင့်ပြောတယ်ဟုတ်ပြီနော်ဥပမာဆိုရင်ဟိမဓာတ်ဆိုပြီးတော့အီမာဟိမဓာတ်ဆိုပြီးမပြောဘဲအီမာဟိမအဲ့လိုပဲပြောတယ်နာလည်းဖြုတ်ဓာတ်လည်းဖြုတ် နောက်တစ်ခုဥမာ Thabe Ru ဆိုပြီးပြောတယ် Thabe Mask ကဆိုလို့ရှင်ကွာ Thabe Mask ကဆိုလို့ရှင်သူ mask နဲ့တူတဲ့ dictionary form ပြောင်းတော့ကာကြီးကပါနေမှာအဲ့လိုမပါဘဲနဲ့သူက caution mat ထည့်လိုက်တယ် dictionary form ဒီရှိရ form ပြောင်းပြီးဒီ caution mat ထည့်အတန်မြင့်ဆိုမယ်ပေါ့နော်အဲ့လိုချွင်းချက်ကလေးတွေရှိတယ်ပေါ့နော်ချားဟာတော့အရင်မရှိပါဘူးကျားတော့ပြောင်းနေတိုင်းပဲသွားတယ်ဗောနော်အဲနောက်တစ်ခုကကျတော့ဒီမှာရှိသေးတယ်အဲဘတ်တဲအီဒူကိုမမဆန်ဒရိုဗာလေးဆိုရင် E ကိုဖြောက်ပြီးတော့ battery ဆိုပြီးပြောလို့ရတယ်။ E ကိုဖြောက်ပြီးတော့ battery နော်ဒီအခန်းမှာမှတ်စရာလေး၃ခုပေါ့။ပိုလိုက်ဖောင် play ဖောင်ပြောင်းနေအပြင်မှာစကားပြောတွေမှာဆိုဒီလိုလေးပြောတယ်နော်။အဲ့မှာကတွေဖြောက်ပြီးတော့ caution မှတ်ထည့်တယ်။ဒီလိုရှင်မှတ်စရာ၂ခုပေါ့နော်။အဲ့နှစ်ခုတော့မဟုတ်ဒီပေါ်ဓာတ်တွေဖြုတ်တာ ਨੇ ဆိုတော့ဆက်ဆက်ပြန်ပြီးတော့အချင်းချုပ်ပေးမယ်နော်။အချင်းချုပ်ပေးမယ်ဒီမှာရှုပ်ရှက်ခတ်ပါပြီးပြောရင်ပြောရင်ね။ ကဲပထမတစ်ခုကမှတ်ဆရာလေးကပါတယ်ဆိုလို့ရှင်အဲဒီဥပမာဆန်သူရှင်မာတော့ကရှင်မာတော့ကဆန်သူပိုလိုက်ဖောင်ရင်ကြီးပြောရဖောင်မှာ mask ကဆိုလို့ရှင်ဆန်သူအခု plain ဖောင်မှာဆိုလို့ရှင် dictionary ဖောင်ပြောင်းပြီးတော့ဒီကလည်းဖြုတ်တယ်ပြီးရင် dictionary ဖောင်ပြောင်း question mark လေးထည့်ပြီးတော့အတန်မြင့်ဆိုတယ်နော် dictionary ဖောင်ပြောင်း question mark ထည့်ပြီးတော့အတန်မြင့်ဆိုတယ် ဖောင်ပြောင်းမယ်ပြီးလို့ရှင်ဆန်တဲ့ကိုကွန်ရှင်မတ်ထည့်ပြီးတော့အပေါ်မြင်ဆိုမယ်နောက်တစ်ခုကဘာလဲဆိုရင်ဥပမာပေါ့ဟိမဆိုမြင်တာအောင်လို့ဟိမနာဆိုလို့ရှင်အဲမေကွန်းနေမှာနာလဲဖြုတ်တကယ်ဆိုလို့ရှင်ပလိန်ဖောင်နဲ့ပြောတဲ့အခါမှာနာကိုဖြုတ်ထားဒါပေမဲ့မေကွန်းမှာဆိုရင်နာကိုလည်းဖြုတ်တယ်ဓာတ်ကိုလည်းဖြုတ်တယ်ပြီးလို့ရှင်ဆန်တဲ့ကိုကွန်ရှင်မတ်လေးနဲ့အတန်မြင့်ဆိုပေးတယ်ပေါ့နော်နံပါတ်3တို့ခုကကြတော့ဘတ်တဲအီရု ဘတ်တဲအီရူမှာစံသလိုပါလဲဆိုရင် e ကိုဖြုတ်ပြီးတော့ဘတ်တဲတူလို့သုံးတယ်ဥမာထာဘဲတဲတူလို့နွန်တဲတူလို့နော်နဲတဲတူလို့နောက်ကနဲတဲအီရူကိုနဲတဲတူနော်အဲ့ဒီသုံးချက်ကလေးမှတ်ထားမယ်ပေါ့နော်ကဲအဲ့ဒါဆိုလို့ရှင်တော့ရမယ်လို့ထင်ပါတယ်ကျောင်းသားကျောင်းသူများအားလုံးစာလေးလာတာအဆင်ပြေကြပါစေနော်အော်မရတာရှိလို့ရှင်လည်း comment မှာစာမေးခဲ့လို့ရပါတယ်နော်အဲ့ဒီစာမမဟုတ်ဘူးအစားမသိတာရှင်လည်းမေးခဲ့လို့ရပါတယ်